အရခတ်တတော် A နဲ့တော်လိုင်းအင်အားစုတွေတိုက်ခိုက်နေတဲ့မကွေးတိုင်းပတ်ချံရခိုင်ရုံးမပေါ်မှာရှိတဲ့နေရီကန်စကမ်းမကြဖို့စိုးစုကပစီရွာမှာအင်အားဖြည့်တင်ခန့်စစ်ပြင်းနေရလို့ချင်းကဝေးတက်အယူအဖွဲတာဝန်ရှိသူစလိုင်းရိုးချင်းကပြောပါတယ်ပစီရွာဟာနေရီကန်လေကျောင်းရဲ့ကာကွယ်စကမ်းကနေ၃မှန်ခန့်အကွာမှာတည်ရှိပြီးစိုးစုကအဲ့ဒီရွာမှာကာကွယ်ပစ္စည်းစစ်ရုံကစစ်အင်အားတွေဖြည့်တင်ပြီးတော့ခန့်စစ်ပြင်းနေရပါတယ် ပသိမ်မုံရွာလမ်းပေါ်ပဒန်းမြို့ကနေလမ်းဟောင်းတိုင်းလာပါကပစီရွာကိုရောက်ရှိမှဖြစ်ပြီးစောစုကနရဲကန်နဲ့နရဲကန်တဝက်ကစကန်တွေကိုအင်အားဖြည့်တင်းရမှာလမ်းဟောင်းတိုင်းဖြည့်တင်းနေတာလည်းဖြစ်ပါတယ်။စောစုကပစီရွာကိုအင်အားဖြည့်တင်းရမှာကာကွယ်ရေးပစ္စည်းစေယုံကာပါစာ1ကာပါစာ30ကာပါစာ73စာရီကနေအင်အားအသစ်ထပ်မံဖြည့်တင်းနေတာတွေလည်းရှိပါတယ်။ပစီရွာမှာအရင်ကကာကွယ်ပစ္စည်းစေယုံကပါစာဆက်လေးနဲ့တက်မကိုကိုလာအောက်ခံဆုပ်စုအဖွဲ့တွေရှိနေတာပါ။ အရခတက်တော်ကအပြည့်ရဲ့ကြေညာထားတဲ့အပီလာထဲမှာလဲဆိုဆူဟာနဲ့ရေကန်စကန်ကိုအင်အားဖြည့်တင်တာတွေပြုလုပ်ခဲ့ပြီးနဲ့ရေကန်စကန်အနီးကစုံကုန်းရွာမှာအမြောက်တပ်အမတ်၄၉နဲ့အမြောက်စစ်စင်ကိုကဲမှုဌာနချုပ်မာဆာခ၉၀၅တွေမှာစုဖွဲ့မှုလုပ်ပြီးအင်အားဖြည့်တင်တာဖြစ်တယ်လို့စလိုင်းယူချင်းကပြောပါတယ်။